မကွေးတိုင်းမဟုတ်ခုမြို့နယ်ရှိအညာမြေတပ်ပေါင်းစုအဖွဲ့ရဲ့စခန်းခွဲတစ်ခုပေါ်ကိုဘုံကျဲတိုက်ခိုက်ခံရတာကြောင့်တပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့တယ်လို့အဲ့ဒီအဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုဗိုလ်ဗိုလ်တန့်စင်ကပြောပါတယ်စက်တင်ဘာ28ရက်မနေ့ကည9:00နာရီဝင်းကျင်မှာတပ်မတရားတပ်ဘက်ကလာတဲ့ပါရာမော်တာတစည်းပေါ်ကနေ120မမဘုံဒီနှလုံးကျဲချရမှာစခန်းပေါ်ကြာရောက်ပြီးတပ်ဖွဲ့ဝင်တွေကြာဆုံးခဲ့ကြတာပါတရားတပ်ကချက်လာတဲ့ဒီပါရာမော်တာကနေမှဒီကျွန်တော်တို့ဒီအဲ့ဒီခုံညွန့်နယ်တဲ့စခန်းခွဲကို ပေါင်းနေလုံးချလိုက်တာပေါ့နော်အဲ့ပေါင်းနေလုံးကအဲ့ကန်ဆိုးသွားတယ်ပဲကျွန်တော်တို့ရေဘော်တွေပေါ်ကိုတဲ့တဲ့ချသလိုဖြစ်သွားပြီးတော့စစ်ကောင်ရေဘော်၃ယောက်ကျသွားတာပေါ့ဟုတ်ကဲ့စခန့်ရတော့တခြားတွေလည်းရှိတာပေါ့နော်ပေါ်တခြားတွေကတော့ဟိုကန်ကောင်းဆိုတာနဲ့လွတ်သွားတယ်ပေါ့အဲ့လိုပေါင်းကြည့်မှန်ပြီးစခန့်မှုနဲ့တက်စိတ်မှုဖြစ်သူအသက်၂၀ရွယ်တက်ဖွဲ့ဝင်တင်မင်းအညာမြေတပ်ပေါင်းစုရဲ့ပူပေါင်းအဖွဲ့ဖြစ်တဲ့ God of Myanmar အသက်၁၈နှစ်အရွယ်တက်ဖွဲ့ဝင်ဗလာနဲ့ PLPDF မှာ၃၄နှစ်အရွယ်တက်ဖွဲ့ဝင်နိုင်ကြီးတို့ကြာဆုံးခဲ့ကြတာပါ လေချောင်းကတော့ပုံမှန်တော့ကျွန်တော်တို့ဘက်ကတော့ကျွန်တော်တို့နေရီကျွန်တော်တို့ဒီပခုတ်ခရိုင်အတွင်းလိုပဲဆိုပါဘူးเนาะပုံမှန်တော့သူတို့တရင်ရတဲ့နေရာမျိုးတွေဆိုရင်တော့ပုံမှန်လေချောင်းဒီပါရာမော်တာတွေဝိုင်းတွဲချက်ဖိုက်တာတွေနဲ့တော့ပုံမှန်ကျဲတယ်ပေါ့နော်စခန်းနေဆိုရင်လေသူတို့တရင်ရတဲ့နေရာဆိုရင်ဒီဆိုတဲ့သူတို့ကျဲတယ်အခုအားကတော့အတိတ်ကတရင်ရတဲ့ပုံစံမျိုးနဲ့ဟိုကျဲလိုက်တော့ကျတော့ဟိုအတိတ်ကတည်းကများသွားတာပေါ့ဟုတ်ကဲ့ကုလိုတိုက်ခိုက်ခံရတာဟာ ပြီးခဲ့တဲ့စက်တင်ဘာလစက်ပိုးရက်မှာစစ်ကောင်မရှင်တက်စီပတ်ပြောင်းသွားတဲ့တပ်ဖွဲ့ဝင်၄ဦးရဲ့သတင်းပေးမှုကြောင့်ဖြစ်နိုင်ကအဲ့ဒီတပ်ဖွဲ့ဝင်တွေကလည်းအညာမြေတပေါင်းစုစကန်ကိုဝင်ထွက်ခဲ့ဘူးသူတွေဖြစ်တယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့16ရက်နေ့တုန်းကအဒီနယ်မြေတဲကရဲဘော်ကိုအဲ့ကျွန်တော်တို့ရဲဘော်ပေါ့လေခွေးဘက်ကိုကုသွားတယ်လေးယောက်ကကျွန်တော်တို့စကန်ကတော့မဟုတ်ဒါပေမဲ့သူတို့ကသူတို့ဒီကျွန်တော်တို့စကန်ကိုအဝင်အထွက်ရဲဘော်တွေဘဝသူတို့တော်လိုင်းရဲဘော်ဘဝကကျွန်တော်တို့စကန်တွေကိုအဝင်အထွက်ရှိခဲ့တယ်ဒီရဲဘော်တွေရဲ့တရင်ပေးမှု တိကျစွာသတင်းပေးမှုတိကျစွာ location ချနိုင်မှုကြောင့်ကျွန်တော်တို့ရေဘော်တွေဆုံရှုံသွားတယ်လို့ကျွန်တော်တို့ကတော့ဒီလိုပဲကောက်ချက်ချပြီးတုံ့သက်ထားပါတယ်ဟုတ်ကဲ့စတေမလာစပိုးရမှာညောင်ချစ်ပင်ရွာရှိစစ်ကောက်မရှင်တပ်ဖွဲ့ဝင်တွေစီကိုပဟုတ်ခုခရံတွေမှာတော်လိုင်းအင်းတပ်ဖွဲ့ဝင်တွေဖြစ်တဲ့မြက်ကြီးငလင်းဖြိုးစန်းတဲ့နိုင်ဝမ်တို့ဟာတနက်ငါးလဲယူဆောင်သွားပြီးဖက်ပြောင်းသွားခဲ့ကြလားလို့ကိုဘိုဘိုတန့်စင်ကဆိုပါတယ် ကြာဆုံးတပ်ဖွဲ့ဝင်တွေဟာလေကြောင်းတိုက်ခိုက်ခြင်းအတွင်းစခန်းတွင်းရှိကြံတပ်ဖွဲ့ဝင်တွေကိုလုံခြုံတဲ့နေရာကိုတင်းရှောင်နိုင်ဖို့လှုံ့ဆော်ပေးနေစဉ်မှာဘုံတိမဲ့ကြကြတာလို့ကိုပိုပိုတန့်စင်ကပြောပါတယ်သူတို့ရဲ့တတိကတာဝန်ကိုအဲ့လိုမျိုးပူဆွဲပြီးပါခဲ့တာဆိုတော့လေသူတို့တုံ့နောက်တော့မှာအဓိကတော့ဒီဒီဆွမ်းနာဟိုသေမင်းကတော့အဓိကအဲ့တော့သူကတော့အသက်တော့ငယ်တယ်မသူကအဓိကအဲ့မှာကွန်မန်ဒါလုပ်ရတဲ့သူဆိုတော့သူတို့ကိုယ်တိုင်စိတ်ဆုံးတဲ့ကိုမဝင်နိုင်နိုင်နေခင်မှာဖြစ်သွားတာပေါ့ဟုတ်ကဲ့ပါရာမော်တာရဲ့ထုံးစံကတော့ဟိုက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 ို ိုကိုကိုဦးစားပေးပြီးတော့ဟိုကလုံချုံအောင်လုပ်မယ်ဆိုတော့သူကအများကြီးပြင်ဆင်ချင်ရှိပေါ့နော်ပုံမှန်ချင်းတွေမှာလုံချုံရေးကိုအထူးပြုစိုက်နေထိုင်ခဲ့ကြပြီမဲ့တရင်ပေးကြောင့်ဂုလိုတိုက်ခိုက်ခံရတာဖြစ်ပြီးဒေချောင်းပြေခတ်မှုအပြီးမှလည်းအဆိုပါနေရာတဝိုက်တွေကိုပါရာမော်တာနဲ့ထပ်မံပြန်ဝဲတာတွေရှိတယ်လို့သူကစပြောပါတယ်ချက်လာသေးပါတယ်ကျွန်တော်တို့ကိုခြေရခံတဲ့သဘောပေါ်လာမယ်ကျွန်တော်တို့ကခြေရပြောက်သွားတဲ့သဘောမျိုးဖြစ်သွားတော့ကျတော့ location တွေလွဲကုန်တာပေါ့တော့ခါလေးပါရာမော်တာပဲနေမှာအခုမနေ့တော့ဝဲနေပြီမဲ့ကျွန်တော်တို့စီတီတော့ရောက်မလာဘူးပေါ့နော် လေကြောင်းရံစိုးရင်ရတဲ့အတွက်ကြာဆုံးတပ်ဖွဲ့ဝင်တွေကိုစက်တင်ဘာ29ရက်ဒီကနေ့မနက်ပိုင်းမှာလွန်မြောက်တဲ့တနေရာမှာဂုံပြူတနက်ဖောက်ပြီးအမိတ်ပြန်ခဲ့ကမိသချိုပေးခဲ့တယ်လို့ဆိုပါတယ်။